နိုင်ငံရေးစီးပွားရေးအပြောင်းလဲတအားကျန်းတဲ့ကျွန်တော်တို့နိုင်ငံမှာလုပ်ငန်းရှင်တယောက်အနေနဲ့ဒူပေတာပေခံပြီးရပ်တည်နိုင်မှုမလွယ်ပါဘူးဒီဗီဒီယိုလေးထဲမှာတော့ဒေါက်တာဖြိုးပိုင်ရဲ့မပြိုင်ဘဲနဲ့နိုင်အောင် လုပ်ပါဆိုတဲ့စာအုပ်ထဲကပေါ့နော်ပြောင်းလဲမှာဒူပေတာပေခံနိုင်တဲ့လုပ်ငန်းရှင်တယောက်ရှိထားရမယ်ပေါ့နော်အာဆွမ်းဆောင်ရည်လေးအချို့ကိုကျွန်တော်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ် ကျွန်တော်ကတော့ကျိုစင်လက်ပါ Digital Marketing Trainer Consultant Coach တောင်ဖြစ်ပါတယ်။နံပါတ်1အရေးကြီးဆုံးကအကြည့်ဓာတ်နဲ့အလုံးလုံးနိုင်ဖို့ပေါ့နော်။စီမံခွင့်ခွဲနိုင်ဖို့လိုပါတယ်။ ဘလို့အခြေအနေမျိုးမှမဆို priority ဘယ်အရဦးစားပေးရမလဲဘယ်အရာကိုအာရုံစိုက်ရမလဲဗောနော်အဲ့ဒီမှာကျွန်တော်တို့ကထိန်းချုပ်လို့ရတဲ့အပိုင်းနဲ့ထိန်းချုပ်လို့မရတဲ့အပိုင်းတွေအများကြီးရှိတယ်ဒီမှာကျွန်တော် pastel လို့ခေါ်တယ်ဗောနော်ဒီ political economical social technological legal နဲ့ environment factor တွေထဲမှာမှာ ကိုထိန်းချုပ်လို့ရတာတွေအာယုံဆိုင်ပြီးတော့ဦးစားပေးလောက်ရမှာတွေရွေးချယ်လုပ်ကင်နိုင်မှုလိုပါတယ်။နံပါတ်1ကပေါ့နော်လုပ်ငန်းတိုင်းကတော့ဈေးကွက်မှာရှိတဲ့ပြဿနာတွေကိုငွေနဲ့နော်လူရဲ့အရင်းမြစ်တွေကိုအသုံးပြုပြီးတော့အခြားသူတွေထက်တောင်အကောင်းဆုံးဖြည့်ရှင်းပေးပြီးတော့ငွေပြန်ရှာကြတာအဲ့မှာမှကျွန်တော်တို့နော်ငွေတစ်ခုတည်းအတွက်မဟုတ်ပဲねကျွန်တော်တို့လုပ်ငန်းကိုလုပ်ရတဲ့အတွေ့အခေါ်နော်လုပ်ပုံကိုင်ပုံတွေခံယူချက်နဲ့ယုံကြည်ချက်တွေဟာ သူတပားထက်ပို့ပြီးတော့အားကောင်းနေဖို့လိုပါတယ်ဒီလိုအချိန်မှာကျွန်တော်တို့မ6လုံးရှောင်းမှဖြစ်ပါတယ်မ6လုံးမရှောင်းမနိုင်ဘူးဆိုလို့ရှိရင်တော့အများရဲ့နောက်မှာကြံခဲနိုင်ပါတယ်เนาะမတိလို့မလိလာ မလိလာတော့မတက်เนาะပြီးတော့မန်မာနခံနေတာပြီးတော့တိပါလေးနဲ့မကျင်တုံးတာကျင်တုံးပါလေးနဲ့မတုံးတတ်တာတုံးတတ်ပါလေးမပြင်းတာเนาะဒါတွေအထူးကူဆိုင်ပြုပြင်ရမှာဖြစ်ပါတယ် နံပါတ်၄ကတော့ design နဲ့ system ပေါ့နော် design နဲ့ system design ဆိုတော့ကိုယ့်လုပ်ငန်းကိုဘယ်လိုလုပ်ကင်မယ်ဆိုတော့ဟိုပါပေါ့နော် design ချတာပေါ့အဓိကတော့ title လုံးမစောက်ခင်မှာ design ဆွဲထားတယ်လို့ပေါ့နော်ဒီလို design ဆွဲပြီးပြီဆိုရင်တော့ကျွန်တော်တို့နာမည်ကြီး business model canvas ထဲရလို့ပေါ့နော် အချက်၉ချက်ဖြစ်တဲ့ကို customer တွေ segment ဆွဲတာ customer တွေနဲ့ relation ဘယ်လိုလုပ်မယ်ဘယ် channel လုပ်မယ် ကိုယ့်ရဲ့ value proposition ကိုတရားတတ်မှတ်ပြီးတော့ကိုလှုပ်ဆောင်မဲ့ key activity တွေအဲကိုယ့်ရဲ့ resource တွေနဲ့ blue တွေနဲ့ key partner ဖွဲ့မယ်ပေါ့နော်ကိုယ့်ရဲ့ core structure တွေ revenue stream တွေကိုတရားကျွန်တော်တို့တတ်မှတ်ရပါမယ် system ဆိုတော့ခုန key activity တွေက marketing တွေဘယ်လိုစနစ်နဲ့လုပ်မလဲ sales customer service management finance hr ဒီအပိုင်းတွေအကုန်လုံးကိုကျွန်တော်တို့လုပ်ငန်းရှင်တယောက်ကစနစ်တကျနဲ့ လောက်ကင်ပြီးတော့အပြောင်းလဲများတဲ့အခြေအနေမှာအများထက်ကျွန်တော်တို့ရေရှည်ရက်တည်နိုင်မှာဖြစ်ပါတယ်